Hallo Memming. ကျမတို့ဒီနေ့ပေါ့နော် adjective clause တွေအကြောင်းပြောကြမှာပေါ့နော် adjective clause ကိုမပြောခင်မှာပေါ့နော် adjective clause ဘယ်နှမျိုးရှိလဲပေါ့အရင်ပြအောင်ပြောမယ်အဲ့တော့ adjective clause ကကျမတို့နှစ်မျိုးရှိတယ် defining clause နဲ့ non defining clause နော်အဲ့တော့ defining ဆိုတာကတော့အနက်ဖွင့်လို့ရသော clause ပေါ့နော် clause ကတော့ဝကြပြပါ non defining ဆိုတာကအနက်ဒိဗတ်ဖွင့်လို့ဖွင့်ဆိုလို့မရတဲ့အရာပေါ့နော်အဲ့တော့ defining clause နဲ့ non defining clause ဆိုပြီးတော့နှစ်မျိုးရှိတယ် အဲ့တော့ adjective clause ကဘာကြောင့်ရှိနေရသလဲဆိုရင် noun ကို အထူးပြုဖို့အတွက်ရှိနေခြင်းဖြစ်တယ်အဲ့တော့ noun ကဒီ adjective clause ရဲ့ရှေ့မှာ noun ရှိမယ်ရှေ့က noun ကိုထူပြုဖို့အတွက်ဒီ adjective clause တွေရှိတယ်အဲ့တော့ defining လား non defining လားဆိုတာကိုကျမတို့ဘာနဲ့ခွဲမလဲဆိုတော့ဒီ comma ပါခြင်းမပါခြင်းနဲ့ခွဲမယ်ပေါ့နော်အဲ့တော့ ်ပေါ်မှာမထက်ရေးထားဘူးဆိုရင်သူဒီ essential information เนาะအဓိက information သတင်းအချက်အလက်ကိုပေးဖို့အတွက်ရေးချင်းဖြစ်တဲ့ပေါ်မှာနဲ့ထက်ပြီးတော့ရေးထားမှာဆိုရင်တော့သူဒီ extra information เนาะအဲဒီသတင်းဒီအပိုတိပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ထက်ပြီးတော့ comma လေးခံပြီးတော့ရေးထားပေးချင်းဖြစ်တယ်အဲ့တော့ comma ပါတယ်မပါဘူးဆိုတာကဘသူကဆုံးဖြတ်တယ်လဲဆိုရင်အဲ့ဒီစာကိုရေးထားတဲ့သူကဆုံးဖြတ်တယ်เนาะအဲ့ဒီစာကိုရေးထားတဲ့သူကဒီ essential information ကို ပေးချင်တယ်ဆိုရင် तू က comma မပါဘဲနဲ့ရေးမယ်ဒီအပိုတိပါစေ ဆိုပြီးတော့ extra information ကိုထပ်ပြီးတော့ရေးထားမယ်ဆိုရင်တော့ comma လေးနဲ့ရေးထားမှာဖြစ်တယ်เนาะအဲ့တော့စာရေးသူကဆုံးဖြတ်တယ်အဲ့ဒီစာကိုရေးထားတဲ့ तू က comma ထပ်ပြီးရေးရင်ကျမတို့ extra information comma မပါဘူးဆိုရင်တော့ essential information အဓိကသတင်းအချက်အလက်ကို ပေးချင်လို့ရေးတာ okay အဲ့တော့အရှိကနောင်းကိုအထူးပြုဖို့အတွက် adjective clause တွေရှိနေ တယ်ပေါ့နော်အဲ့တော့အဲ့ဒီ adjective clause တွေကို ကျမတို့ဘာနဲ့တွေ့ရလိမ့်ရှိလဲဆိုရင် relative pronoun လို့ခေါ်တဲ့ဒီမှာ which တို့ that တို့ who တို့နော်ဒီမှာကြတာ zero ကိုပြောခြင်းဖြစ်ပါတယ် whom တို့ whose တို့ပေါ့နော်ဒီ where တို့ when တို့ why တို့ကြတော့ဒီ related ever အမျိုးအစားတွေဖြစ်တယ်ဒါပေမဲ့သူဒီရောက်နေတဲ့နေရာကိုကြည့်ပြီးတော့ပြောမှာဖြစ်တယ်နောင်ရဲ့အနောက်မှာရှိတယ်ဆိုရင်ဒီ where တို့ when တို့ why တို့နဲ့စထားတဲ့ clause ဒီအရှိကနောင်ကိုအထူးပြုတဲ့အတွက် ွက်ကြောင့်သူဒီလဲပဲ adjective clause ဖြစ်တယ်เนาะ okay အဲ့တော့ကျမတို့ example လေးတွေကိုဖတ်ကြည့်ရအောင် အဲ့တော့ exam မှာ number 1မှာပေါ့နော် the woman who is wearing the red dress is my teacher အဲ့တော့ဒီဝတ်ကြောင့်ကျွန်တော်တို့ဖတ်လိုက်တဲ့အခါမှာပေါ့နော်အဲ့တော့ဘာလို့သွားတွေ့လဲဆိုတော့ကအရှိမလဲ is အနောက်မှာလဲ is okay အဲ့တော့ is နှလုံးပါနေပြီအဲ့တော့ဘယ်သူက main ပါလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဝတ်ကြောင့်ကြည့်လိုက်တဲ့အခါမှာ the woman ဆိုတဲ့အရာကကျွန်တော်တို့နှလုံးရှိတဲ့အတွက်ကြောင့်ဒါက noun phrase okay noun ကိုလာပြီးအထူးပြုတဲ့အတွက်ကြောင့် w is question 1နဲ့စထားတယ်ဒါကစာချက် is wearing ကဗစာချက်နဲ့ဗပါတဲ့အတွက်ကြောင့်သူကို clause လို့ခေါ်မယ် noun ကိုလာပြီးအထူးပြုတဲ့အတွက်ကြောင့်အဲ့ဒီ clause ကကျမတို့ adjective clause ဖြစ်တယ် နော်အဲ့တော့က the woman who is wearing the red dress အဲ့တော့အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားတော့ adjective clause ဖြစ်တဲ့အတွက်ကြောင့်သူကိုဘာသာပြန်တဲ့အခါမှာတော်နဲ့ဘာသာပြန်မယ်ဘသူကိုတော်မလဲဆိုတော့ဒီ main verb ကိုတော်မယ်နော်အဲ့တော့ wearing the ဝတ်ဆင်ထားတော့လို့ဘာသာပြန်မယ်အဲ့တော့အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားတော့အမျိုးသမီးဒီအမျိုးသမီးကနော်ကျမတို့စာချက်ဆိုရင်ဘာသာပြန် န်တဲ့အခါမှာသီကမာကလေးလုံးရှိတယ်အဆင်ပြေတဲ့ဟာနဲ့ဘာသာပြန်မယ်အဲ့တော့အနီယောင်ဝတ်စုံကိုဝတ်ဆင်ထားသော အမျိုးသမီးသည် အမျိုးသမီးက is ဖြစ်ပါသည် mind teacher เนาะငါရဲ့ဆရာမဖြစ်ပါသည်ဒါကနှလုံးရှိတဲ့အတကြောင့် noun phrase is နဲ့ရပ်ထားလို့မရတော့ဒါသည် complement ရဲ့နေရာအဲ့တော့ complement နေရာကိုဝင်တဲ့ noun phrase เนาะအဲ့တော့အရှိတ်သင်ခန်းစာတွေမှာဆိုရင်ကျွန်မဒါတွေသိစိတ်ပြောတယ်ပေါ့เนาะအခုဆိုရင်တော့ဒါက အကြောင်းလိုက်စီပေါ့နော်ဝကြတိုင်ကိုထက်ပြီးတော့မပြောတော့ဘူးပေါ့နော်ကျွန်မအဓိကမေးဒီ adjective clause ကိုပဲအဓိကပြောမှာဖြစ်တယ်အဲ့တော့ example number 2ကိုဆက်ပြီးတော့ကြည့်ရအောင် example number 2မှာကြာတော့ the paper the which i wrote is 10 pages long အဲ့တော့ဒီဝကြကြည့်လိုက်တဲ့အခါမှာ the paper ဒါသည်နှလုံးဖြစ်တဲ့အတွက်ကြောင့် noun phrase okay noun တော့ရသွားပြီ noun ကိုအထူးပြုတဲ့ wh question က relative pronoun နဲ့စထားတဲ့ i ဆိုတဲ့စာချက်ပါ ါတယ် rogue ဆိုတဲ့ verb ပါတယ် okay အဲ့တော့ sergeant နဲ့ verb ပါတယ် related pronoun နဲ့စထားတဲ့အတွက်ကြောင့် to the clause အဲ့တော့အဲ့ဒီ clause ကိုနာမည်ပေးမယ် paper သည် part of speech အရာ noun ပါအဲ့တော့အမည်ဟူသည်များကို noun လို့ခေါ်တယ်ပေါ့နော် noun အဲ့တော့အဲ့တော့ noun ကိုလာပြီး to ပြတဲ့အတွက်ကြောင့်အဲ့ဒီ sergeant နဲ့ verb ပါတဲ့ clock သည် adjective clause ဖြစ်တယ်နော် adjective clause ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဘာသာပြန်တဲ့အခါမှာတော့နဲ့ဘာသာပြန်မယ်ဘသူကိုတော့မလဲဆိုတော့ တော့ကျမတို့ var ကိုသုံးမယ်အဲ့တော့အဲ့ဒီ wrote ရုပ်ရေးထားခဲ့တီဆိုတဲ့ var ဒီရေးထားသောအဲ့တော့ငါရေးထားသော paper စာပြန်ဆိုတော့ကျမတို့တီကားမှာကအဆင်ပြေတဲ့ဟာနဲ့ဘာသာပြန်မယ်ငါရေးထားသော paper ဒီငါရေးထားသော paper က is ဖြစ်ပါသည်10 pages long ဘယ်လောက်ရှိလဲစာမျက်နှာ10မျက်နှာ ရှိလျားတယ်เนาะအဲ့တော့ဒီ which i wrote ဆိုတဲ့အရာဒီ adjective clause နဲ့ဘာသာပြန်มาဖြစ်တယ် အဲ့တော့အိဇမ်မာနံပါတ်3ဆက်ပြီးတော့ကြည့်ရအောင် The paper I wrote is 10 pages long เนาะအဲ့တော့အဲ့ဒီဝကြမှာဆိုရင် ကျွန်မတို့ which ဆိုတဲ့ relative pronoun ကို မတွေ့တော့ဘူးအဲ့တော့ကျွန်မတို့ဒီအရှိမရေးထားတဲ့အတိုင်းပေါ့เนาะ relative pronoun တွေကိုကျွန်မတို့ကထက်ပြီးရေးလဲရသလိုမထက်ရေးလဲရတယ်အဲ့တော့မထက်ဘဲနဲ့ရေးထားတဲ့ဟာဆိုရင်ကျွန်မတို့0ပေါ့เนาะ relative pronoun လို့ခေါ်တယ်ဒီနေ့အပြည့်ဆိုရင်ဒီ adjective clause တွေကိုကျွန်မတို့ reduce ရှင်းကြတဲ့အခါမှာ ာပေါ့နော်စကလုံးတွေဖောင်းပွားနေမှာဆိုလို့ဝတ်ဒီဖြစ်နေမှာဆိုလို့ short တဲ့နေရာမျိုးမှာဆိုရင်အဲ့လိုမျိုး0ဒီ relative pronoun မရေးဘဲနဲ့မပါဘဲနဲ့ရေးတယ်အဲ့တော့ဒီဒီဝတ်ကြ example number 2ကိုပဲ relative pronoun မထည့်ဘဲနဲ့ရေးလဲရတယ်အဲ့တော့ the paper i wrote i ကစာချက် wrote က verb အဲ့တော့စာချက်နဲ့ verb ပါတဲ့အတွက်ကြောင့်သူဒီ clause paper ဒီ noun ဖြစ်တဲ့အတွက်ကြောင့် noun ကိုလာပြီးအထူးပြုတယ်စာချက်နဲ့ verb ပါတဲ့ clause ဒီ AG day clock เนาะ AG day clock AG day ရဲ့ function က noun modifier noun ကိုအတူပြုပေးတယ်အဲ့တော့သူ့ကို AG day clock ဖြစ်တဲ့အတွက်ကြောင့်ကျမတို့ဘာသာပြန်တဲ့အခါမှာတော်နဲ့ဘာသာပြန်မယ်ဘသူကိုတော်မလဲဆိုတော့ var ကိုတော်မယ်အဲ့တော့ငါရေးတော် paper ကငါရေးတော် paper သည် is ဖြစ်ပါသည်10 pages လောစာမျက်နှာ10ရွက်เนาะစာမျက်စာစာမျက်နှာရှိလျာသည် okay exam မှာ number 4ဆက်ပြီးတော့ကြည်ရအောင် the man who received the award is a doctor အဲ့တော့ဒီဘက်ကျတော့ကျမတို့ဖတ်လိုက်တဲ့အခါမှာ relative pronoun who ဆိုတာတွေ့တယ်အဲ့တော့ relative pronoun who ဆိုတဲ့အရာဒီ teacher subject ထပ်ပေးစရာမလိုဘူးသူကိုယ်တိုင်က subject ဖြစ်ပြီးသားဆိုတဲ့ကြောင့်သူဒီ subject receive လက်ခံရရှိတီက verb Okay စာဂျန်နဗာပါတဲ့အတွက်ကြောင့်သူဒီ clause ဖြစ်ပြီးအရှိကိုလမ်းကြည့်လိုက်တော့ the man ဆိုတဲ့ noun phrase ကိုကျမတို့တွေ့တယ်။အဲ့တော့ noun ကိုအထူးပြုတဲ့ဒီစာဂျန်နဗာပါတဲ့ clause ကိုကျမတို့ adjective clause ဆိုပြီးတော့ဘာသာပြန်မယ်။အဲ့တော့ဘသူကိုသုံးမလဲ။ verb ကိုသုံးမယ်။အဲ့တော့ receipt လက်ခံရရှိသည်ဆိုတဲ့အရာသည်လက်ခံရရှိသောအဲ့တော့ the အဝလက်ခံရရှိသည်ဆိုတဲ့ verb သည် transitive verb ဖြစ်တယ်နော်။ object လို့တဲ့ verb အဲ့တော့ ောင်းမှလိုက်လာတဲ့ the award ဆိုတဲ့အရာက urgent နေရာကိုဝင်တဲ့ noun phrase အဲ့တော့စုကိုလက်ခံရရှိသောအမျိုးသားကအမျိုးသားသည် is ဖြစ်ပါသည် act doctor ဆရာဝန်တဦးဖြစ်ပါသည် article ကတလုံး doctor ကတလုံးဖြစ်တဲ့အတွက်ကြောင့်သူဒီလဲပဲ compliment နေရာဝင်သော noun phrase เนาะ okay example number 5 အဲ့ number 5မှာကျတော့ the man တဲ့ whom เนาะကျမတို့ object pronoun ကိုတွေ့ပြီး they suggest give ပေးတယ်တဲ့ the award to အဲ့တော့စုလတ်ကိုเนาะစုကိုသူတို့ကပေးတယ်အဲ့တော့သူတို့ကပေးတယ်ဆိုတဲ့အကြောင်းအရှိမဒီပေးခံရတဲ့ object pronoun ရှိတယ်အဲ့တော့ wh question 1နဲ့စတယ် suggest never ပါတဲ့အတွက်ကြောင့်သူ the clause အရှိမ man ဆိုတဲ့ noun ရှိနေတယ်တတွဲလုံးဆိုရင်တော့ noun phrase ပေါ့เนาะအဲ့တော့ နောင်ကိုလာပြီးအထူးပြုတဲ့အတွက်ကြောင့်သူသည် AGD clause နော် AGD clause ဖြစ်တဲ့အတွက်ကြောင့်ဘာသာပြန်တဲ့အခါမှာသောနဲ့ဘာသာပြန်မယ်ဘသူကိုသောမလဲဘောက်ကိုသောမယ်အဲ့တော့သူတို့ကစုကိုပေးလိုက်တော့ဒီလူကတဲ့ the man အဲ့ဒီလူသည်အဲ့ဒီလူက is ဖြစ်ပါသည် l doctor ဆရာဝန်တူဖြစ်ပါသည်เนาะ okay အဲ့တော့ example number 6ကိုဆက်ပြီးတော့ကြည့်ရအောင် the professor တဲ့ကျွန်တော်တို့ noun တွေ့ွားပြီးနှလုံးဆိုတဲ့အတွက်ကြောင့်သူကို noun phrase လို့ရေးထားပေးမယ် whose article သူရဲ့ article သူရဲ့စာဆောင်ပေါ့เนาะအဲ့တော့သူရဲ့ article တဲ့ we က subject pronoun read က verb ဖတ်သည်ပေါ့เนาะဒီနေ့မှာကျတော့ကျွန်တော် read ကို present tense လို့ပြောမယ်เนาะသူသည်ရောက်ဟိုပါပေါ့เนาะဒီ past tense ဆိုရင်တော့ဒီ spelling ကမချိန်းပြီမဲ့တန်တက်ကပြောင်းသွားတယ် red ဆိုထွက်တယ်အခုကြတော့ကျွန်မတို့ present tense နဲ့ပြောမယ်အဲ့တော့ we read ငါတို့ဖတ်တယ်တဲ့ whose article သူရေးတဲ့စာဆောင်အဲ့တော့ is given အဲ့ဒါကဘာနှလုံးတွေ့တဲ့အတွက်ကြောင့် var phrase a lecture เนาะ lecture ဆိုတာစာသင်ပေးမယ်တဲ့ tomorrow မနေ့ဖြန်မှာတဲ့အဲ့တော့ကျွန်တော်တို့ဒီဝက်ကြောင့်ကြည့်လိုက်တဲ့အခါမှာ we subject read ပေါ့เนาะ var အဲ့တော့ subject နဲ့ var ပါတဲ့အတွက်ကြောင့် to the class အဲ့တော့ ဒီ WH question 1နဲ့စထားတဲ့ Eddie Close ဒီအရှိကိုကြည်လိုက်တော့ professor ဆိုတဲ့ noun ကိုတွေ့တယ်။ noun ကိုတွေ့တယ်ဆိုတော့သူဒီ noun ကိုအထူးပြုရင် adjective clause ဖြစ်တယ်။ adjective clause ဖြစ်တဲ့အတွက်ကြောင့်ဘာသာပြန်တဲ့အခါမှာပေါ်နဲ့ဘာသာပြန်မယ်၊ဘသူကိုသုံးမလဲ၊ဘာကိုသုံးမလဲ။အဲ့တော့ငါတို့ဖတ်တော့เนาะငါတို့ဖတ်တော့ ူရဲ့เนาะ article ငါတို့ဖတ်တော့သူရေးထားတဲ့စာဆောင်ပေါ့เนาะစာဆောင်ကိုငါတို့ဖတ်တဲ့ဒီ professor က professor B is giving payment a lecture ဒီစာတင်ပေးမယ် tomorrow မနေ့ပြန်မှာစာတင်ပေးမယ်အဲ့တော့မနေ့ပြန်ဒီ very near future ပါသေချာပေါ့ time delivery နဲ့အတိအကျပြောတဲ့အတွက်ကြောင့်ကျွန်မတို့ present continuous tense ကိုသုံးတယ်เนาะဒီ future tense word get လို့သွားပြီးတော့မသုံးဘူးသေချာပေါ့ဖြစ်တော့မယ့်နေသားဆိုရင် present continuous time ကိုသုံးပါတယ် okay example number 7အဲ့တော့ number 7မှာဆိုရင် my history paper ငါရဲ့သမိုင်း paper ပေါ့เนาะစာစာက which is 10 pages long အဲ့ဒါကစာဆယ်မျက်နှာရှိတယ်ပေါ့เนาะစာမျက်နှာ10မျက်နှာရှည်လျားတဲ့အရာကတဲ့ is ဖြစ်ပါသည် about ဒီခိုးဝစစ်အေးတိုက်ပွဲအကြောင်းမနော်စစ်မစစ်အေးတိုက်ပွဲအကြောင်းရေးထားတဲ့အရာဖြစ်တယ်အဲ့တော့အဲ့ဒီဝကြကိုကျမတို့ဖတ်လိုက်တဲ့အခါမှာကော်မာ၄တွေပါနေတာကိုတွေ့တယ်အဲ့တော့အရှိမကျမတို့ဆွေးနွေးခဲ့တဲ့အတိုင်းပဲကော်မာပါခြင်းမပါခြင်းကို စာဒီစာကိုရေးထားတဲ့သူက ဆုံးဖြတ်တယ်အဲ့တော့ဒီကော်မာပေါ့နော်ကော်မာနဲ့ဆိုရင်တော့ with ကော်မာကော်မာနဲ့ဆိုရင်သူဒီဘာကိုပေးလဲဆိုတော့ extra information ကိုပေးတယ်နော် extra extra အဲ့တော့ comma မပါဘူး without comma ဆိုရင်တော့သူက essential E S S E N T I A L essential information ပေးတယ်သူက extra information ကိုပေးတယ် okay အဲ့တော့ comma နဲ့ပါလာတဲ့အဲ့တော့ with comma ဖြစ်တဲ့အတွက်ကြောင့်အပိုသီးပါစေလို့ထည့်ရထားတဲ့ဟာအဲ့တော့ which is 10 pages long ဆိုတဲ့အရာဒီ extra information ဖြစ်တယ်အဲ့တော့သူပြောချင်တဲ့အဓိပ္ပာယ်က my history paper ဒီ is about the cold war ဒီ CE တိုက်ပွဲအကြောင်းဖြစ်သည်လို့ပြောလဲရတယ်ဒါပေမဲ့ဆက်မျက်နှာရှိတော့ငါရဲ့ဒီ history paper က CE တိုက်ပွဲ ွက်အကြောင်းဖြစ်သည်ဆိုပြီးတော့ဒီ comma နဲ့ extra information ကိုရေးထားခြင်းဖြစ်တယ်เนาะအဲ့တော့ကျမတို့တခုထပ်ပြီးတော့ဟိုပါเนาะဒီတိထားဖို့လိုတာကအဲ့ဒီ comma ပါတဲ့အခါမှာဆိုရင်ကျမတို့က only one လို့တခါတည်းမှတ်ပါเนาะ comma ပါရင် o n l y only o n e one အဲ့တော့ only one လို့ရေးလိုက်တဲ့အတွက်ကြောင့် ၅ရက် history paper ဆိုတဲ့အရာဒီကိုရေးထားတဲ့ history paper ဒီတစ်ဆောင်တည်းပဲရှိတယ်။အဲ့ဒီတစ်ဆောင်တည်းရှိသော history paper ကိုမှကိုကအာဆံမျက်နှာရှိတဲ့ဘာညာအဲ့လိုမျိုးထပ်ပြီးတော့ extra information ပေးခြင်းဖြစ်တယ်။တကယ်လို့များကျွန်တော်တို့ဒီနေရာမှာ comma ထပ်ပြီးမရေးထားဘူးဆိုရင် more than one เนาะတစောင်းထက်ပိုသော the history paper ငါမှာရှိတယ်လို့ကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်အဲ့တော့ exam မှာ number 8ကိုဆက်ပြီးတော့ကြည့်ရအောင် spot where no tree grew were plainly visible အဲ့တော့ဒီ word ကြားမှာဆိုရင်ကျွန်တော်တို့ spot ဆိုတာက နေရာပေါ့เนาะအဲ့ဒီနေရာဒီအမည်ဟူသမ ्या က noun ဆိုတဲ့အတွက်ကြောင့်သူဒီ noun အဲ့တော့ noun ရဲ့နောက်မှာတွေးလာတဲ့ wh relative pronoun ပါလာတဲ့ no tree เนาะသစ်ပင်တွေကတဲ့သူက စားချက် gru ကဗောเนาะအဲ့တော့စအသစ်ပင်တွေကဒီ gru ဆိုတာကကြီးထွားတယ်ပေါ့เนาะဖြစ်ထွန်းတယ်အဲ့တော့ဖြစ်ထွန်းခြင်းမရှိတဲ့အဲ့ဒီ spot ဆိုတဲ့အရာက အရာသည်ဝါဖြစ်ပါသည် plainly visible plainly ဆိုတာလုံးဝကိုရှင်းရှင်းလင်းလင်းဗျောင်ချောကြီးကိုမှဒီ visible ဆိုတာကမြင်နိုင်တယ်ပေါ့နော်တစ်ပင်တွေမရှိတဲ့အတွက်ကြောင့်ရှင်းရှင်းလင်းလင်းမြင်ရတဲ့ဒီ spot နေရာဖြစ်တယ်အဲ့တော့ဒီနေရာမှာ wh relative pronoun where နဲ့စထားတဲ့ subject နဲ့ verb ပါတဲ့အတွက်ကြောင့်သူသည် class ဖြစ်တဲ့အရှိမကြီးလိုက်တော့ spark ဆိုတဲ့နေရာကိုလာပြီးအထူးပြုတဲ့အတွက်ကြောင့်သူသည် agd class agd class ဖြစ်တဲ့အတွက်ကြောင့်ဘာသာပြန်တဲ့အခါမှာပေါ်နဲ့ဘာသာပြန်မယ်ဘသူကိုသုံးမလဲဆိုတော့ main bar ကိုသုံးမယ်အဲ့တော့ main bar က group group ဆိုတာကဒီပေါရောက်သည်ဖြစ်ထွန်းသည်ပေါ့နော်အဲ့တော့တစ်ပင်တွေဖြစ်ထွန်းခြင်းမရှိတဲ့ spark နေရာကနေရာသည်ဝါဖြစ်ပါသည် plain သည် visible တစ်ပင်မရှိဘူးဆိုမှတော့ရှင်းရှင်းလင်းလင်းမြင် ိုင်တဲ့နေရာမျိုးဖြစ်သည်လို့ဘာသာပြန်ရမယ်နော်။ Okay example နံပါတ်9ကိုကြည့်ရအောင်။အဲ့တော့ that ဆိုတဲ့အရာဒီကျမတို့သူကစာချက်နေရာကိုဝင်နေတဲ့နော် demonstrated pronoun ဖြစ်ပါတယ်။သူဒီ pronoun မှာနာမ်ရဲ့အစားသုံးထားတဲ့ pronoun ။နာမည်အဖြစ်ပြောမယ်ဆိုရင် တော့ demonstrated pronoun ။သူရဲ့နောက်မှာ noun လိုက်လာမယ်ဆိုရင် demonstrated adjective ။အဲ့တော့ဒီနေရာမှာသူဒီစာချက်နေရာကိုဝင်တဲ့ demonstrated pronoun စာချက်ရပြီး was က ဖအဲ့တော့နောက်မှလိုက်လာတဲ့ the time เนาะအချိန်ဆိုတဲ့အရာကျွန်တော်တို့နှလုံးတွေးတဲ့အတွက်ကြောင့် noun phrase အဲ့တော့ ဒီအောင်ဆက်ပြီးတော့ကြည်လိုက်တဲ့အခါမှာ when we were young and carefree အဲ့တော့ we စာချင်ရပြီ were ဖြစ်သည်ရှိသည်အဲ့တော့နောက်မှာ compliment လိုက်လာတယ် young and carefree young ရဲ့ power of speech က agitated carefree ကျမတို့ဒီတော့ကกินတယ်ပေါ့နော်စိုးရိမ်ကြောင်းကြစရာမရှိဘူးအဲ့တော့နှစ်ခုစလုံးက agitated ဖြစ်တဲ့အတွက်ကြောင့် compliment နေရာကိုဝင်တဲ့ agitated phrase အဲ့တော့ငါတို့ငငယ်ရွယ်ရွယ်ကနော်ပူပင်ကင်းကင်းနဲ့နေခဲ့ရ တဲ့အချိန်အဲ့ဒီအချိန်ကအဲ့ဒါပဲဖြစ်ပါသည်တဲ့အဲ့တော့ time ဆိုတဲ့အချိန် noun ကိုလာပြီးအထူးပြုတဲ့စာချက်နဲ့ verb ပါတဲ့ clock စီ noun ကို အထူးပြုတဲ့အတွက်ကြောင့်သူသည် adjective clause ပါဘာသာပြန်မယ်သောနဲ့ပြန်မယ်ဘသူကိုသောမလဲ verb ကိုသောမယ်စာချက်ရဲ့နောက်မှာရှိတဲ့ main verb ကိုသောမယ်နော်အဲ့တော့အဲ့ဒီ main verb က were သည် see သည်ဖြစ်သည်အဲ့တော့ဒီနေရာမှာကြတော့သောနဲ့ဘာသာပြန်မှာဖြစ်တဲ့အတွက်ကြောင့်ငယ်ရွယ်ပြီးတော့ဆိုရင်သုံးက ဆိုဆိုရင်တော့ကမရှိတော့အချိန်เนาะအဲ့ဒီအချိန်ဖြစ်ပါသည်တဲ့အဲ့လိုမျိုးပြောခြင်းဖြစ်ပါတယ်အိဇမ်မာနံပါတ်10ကိုဆက်ကြည့်ရအောင်အဲ့တော့အိဇမ်မာနံပါတ်10မှာဆိုရင် the fin ရုပ်ရှင်ပေါ့เนาะအဲ့ဒီရုပ်ရှင်ကိုကျမတို့ relative pronoun than နဲ့ပြန်ဆက်ထားတယ် that ၎င်းကိုတဲ့ it set เนาะ what to be เนี่ย what to be ဖြစ်တဲ့အတွက်ကြောင့် passive ရေးထားတယ် in the 1950အဲ့တော့1952များမှာเนาะဒီဒီမှာဟိုရုပ်ရှင်ကိုဒီရိုက်ကူးခဲ့တာပေါ့เนาะအဲ့ဒီဟာကိုအခြေခံပြီးတော့ဇာတ်အိမ်ဖွက်ထားတယ်ဒီရုပ်ရှင်အဲ့ဒါက is ဖြစ်ပါသည် one of my favorites movie เนาะငါရဲ့ဒီအကြိုက်ဆုံး movie များထဲမှာ တစ်ခုဖြစ်သည်အဲ့တော့ ဒီဝက်ကြောင့်မှာဆိုရင်ကျမတို့ဒန်းနဲ့ဆက်ထားတဲ့ဒီစာချန်နဲ့ဘာပါတဲ့အရာအဲ့တော့ဒီဟာဒီ that the relatives pronoun အဲ့တော့ subject ဖြစ်ပါတယ်အဲ့တော့သူ့ကိုရှေ့ကိုလှမ်းကြည့်လိုက်တော့ရုပ်ရှင်ဆိုတဲ့အရာဒီ noun noun ကိုအထူးပြုတဲ့အတွက်ကြောင့်စာချန်နဲ့ဘာပါတဲ့အရာပေါ့နော်အဲ့တော့ဒါကကျမတို့ ဒီ clause ဖြစ်မယ် noun ကို to ပြုတော့ ag day clock အဲ့တော့ဘာသာပြန်မယ် for နဲ့ main verb ကိုဘာသာပြန်မယ်အဲ့တော့1952များမှာဒဇတ်အိမ်ဖွဲ့ပြီးတော့ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကရုပ်ရှင်သည်စာချက်ဆိုတော့ဒီသို့မဟုတ်ကအဆင်ပြေသလိုဘာသာပြန်မနော်၄ခုရှိတယ်ဒီကမာက is ဖြစ်ပါသည် one of my favorite movie ငါရဲ့အကြိုက်ဆုံး movie များထဲမှ တစ်ခုဖြစ်သည်အဲ့တော့အဲ့ဒီဟာကို ပဲကျမတို့ကကော်မာနဲ့ရေးမယ်ပေါ့နော် Greece အဲ့တော့ရုပ်ရှင်ရဲ့နာမည်ပြီးတော့ကော်မာလာပြီး which is said in 1950เนาะကော်မာထပ်ပြီးတော့တွေ့တယ်အဲ့တော့ကော်မာပါတယ်ဆိုရင် ကျမတို့က only one เนาะသူဒီ O N L Y only O N E one တခုတည်းရှိတယ်အဲ့ဒီ Greece ရုပ်ရှင်ဆိုတဲ့နာမည် Greece လို့ပေးထားတဲ့ဒီရုပ်ရှင်ကိုပဲကျမတို့ကကော်မာတွေနဲ့ extra e h d r a extra information ပေးခြင်းလို့ထည့်ရေးထားခြင်းဖြစ်တယ်အဲ့တော့ greek ဆိုတဲ့ရုပ်ရှင်ကို1952များမှာရိုက်ကူးခဲ့တယ်ပေါ့နော်ဇာတ်အိမ်ဖွက်ထားတယ်အဲ့တော့အဲ့ဒီရုပ်ရှင်က is ဖြစ်ပါသည် one of my favorite movie one or ရနောက်မှာကျွန်တော်တို့ plural noun လိုက်မယ်နော် movie မှာ aspire ရမယ်အဲ့တော့ငါအကြိုက်ဆုံး movie များထဲမှာတစ်ခုဖြစ်ပါသည်အဲ့တော့အလဲမှာဒီ comma နဲ့ထည့် ထားပေးတယ်ကျမတို့စာချက်နဲ့ verb ပါတဲ့ဒီ clause ကို ကျမတို့က extra information ပေးထားတဲ့အတွက်ကြောင့်ဒါယူကိုထပ်ပြီးတော့ဘာသာမပြန်ဘဲနဲ့ပြောလို့ရတယ်အဲ့တော့ Greece ရုပ်ရှင်ကို Greece ရုပ်ရှင်က Greece ရုပ်ရှင်သည် is one of my favorite movie ငါရဲ့ကြိုက်ဆုံးရုပ်ရှင်များထဲမှတစ်ခုဖြစ်သည်เนาะအဲ့လမှာ1950နှစ်များကရိုက်ကူးခဲ့တော်ဆိုတဲ့အရာဒီကျမတို့ extra information ဖြစ်ပါတယ် ော့ extra information ကိုပေးတဲ့အတွက်ကြောင့်သူသည် non defining clause ပေါ့နော် agent မှာဆိုရင် non defining clause လို့ပြောရမယ်။ Okay exam မှာ number 12ကိုဆက်ပြီးတော့ကြည့်ရအောင်။ My aunt ငါရဲ့ဒေါ်လေး Hood Eddie Lu က sergeant တွေ့ပြီး recently မကြသေးမီက retire ဆိုတော့ဒီအလုပ်ကနေပြီးတော့အနာယူတယ်ပေါ့နော် recently ဒီအနာယူသည်ဆိုတဲ့ verb ကိုလာပြီးအထူးပြုတဲ့ adverb အဲ့တော့ sergeant နဲ့ verb ပါတဲ့အတွက်ကြောင့်ဒါဒီလဲပဲကျွန်တော်တို့ clause ရသွားပြီ။အဲ့တော့ my aunt ငါရဲ့ဒေါ်လေးဒေါ်လေးရဲ့ပါအော့စပီကာနောင်းနောင်းကိုလာပြီးအထူးပြုတဲ့အတွက်ကြောင့်သူသည် AG Day Class AG Day Class ဖြစ်တဲ့အတွက်ကြောင့်ဘာသာပြန်တဲ့အခါမှာသုံးနဲ့ဘာသာပြန်မယ်ဘသူကိုသုံးမလဲဘာကိုသုံးမလဲအဲ့တော့မကြသေးမီကနော်ဒီမှာ retire အနာယူလိုက်တော့ငါရဲ့ဒေါ်လေးသည်ငါရဲ့ဒေါ်လေးက is ဖြစ်နေပါသည်လေဘာမှရှိနေလဲဖြစ်နေလဲရှိသည်ဖြစ်သည်နှစ်ခုရှိတယ်ပေါ့နော်အဲ့တော့ on a cruise cruise ဆိုတာက cruise ship ကိုပြောချင်းဖြစ်တယ်ကျွန်တော်တို့အပျော်စီသင်္ဘောကြီးတွေပြောတယ်အဲ့တော့အဲ့ဒီသင်္ဘောစီသင်္ဘောကြီးတစ်စီးပေါ်မှာရှိတယ်တဲ့ to the caribbean caribbean sea ကိုသွားလဲဖို့ပေါ့နော် to the caribbean အဲ့တော့ဒီမှာ to နဲ့စထားတယ်ဒီ preposition ဒီသူသွားမဲ့နေရာပေါ့နော်အဲ့တော့ to the caribbean ဒီကျွန်တော်တို့ adverb phrase or dialection အဲ့ ဲ့တော့ Caribbean Sea ကို Caribbean Sea ဆိုတာက ကျမတို့ဒီ Atlantic သမုဒ္ဒရာရဲ့ဒီမြောက်ဘက်ပိုင်းပေါ့နော် North Atlantic Ocean ထဲမှာရှိတယ် အဲ့တော့အဲ့ဒီအဲ့ဒီကိုသွားဖို့အတွက်အပျိုစီးသင်ဘောတစည်းပေါ်မှာအဲ့တော့သူဒီလည်းပဲခုမှာကျွန်တော်တို့ preposition နဲ့စတာတဲ့ free အဲ့တော့ preposition နဲ့ free ဒီ is ဆိုတဲ့ va ရဲ့ complement နေရာမှာရှိတဲ့အတွက်ကြောင့်နေရာကိုဖော်ပြပေးတော့ adverb phrase or place เนาะဒါကနေရာ caribbean ကို သွားဖို့အတွက်အပျိုစီးသင်ဘောတစည်းပေါ်မှာငါရဲ့ဒေါ်လေးကရှိတယ်အဲ့ဒီဒေါ်လေးကမကြသေးမိကမှ retire ားသွားတယ်เนาะဒီအလုတ်ကနေပြီးတော့အနာယူထားတော့အဲ့တော့ဒီဝက်ကြောင့်မှာကျွန်တော်တို့ခွန်မှာမတွေ့ရဘူးအဲ့ဒီအတွက်ကြောင့်ဒီသူ့ရဲ့ဒေါ်လေးဆိုတဲ့အရာဒီသူ့မှာဒီ more than 1ပေါ့เนาะတဦးထပ်ပို့သောဒေါ်လေးရှိမယ်အဲ့တော့အဲ့ဒီထဲမှာမှာဒေါ်လေးတွေအများကြီးအ ਨੇ စုံ2ယောက်3ယောက်ရှိတယ်အဲ့ဒီ2ယောက်3ယောက်ထဲမှာမှာမကြသေးမီကမှ retire သွားတယ်ပင်စင်ယူထားသောဒေါ်လေးလို့သူကအတီးအကြပြောတယ်ဒီ essential information င်းပွန်းတော့ E S S E N T I A L essential information ကိုပေးခြင်းတဲ့အတွက်ကြောင့် comma ဒီ my internet who နဲ့ကြမှာကျမတို့ comma မပါဘဲနဲ့ရေးတယ်အဲ့ဒီ clause မျိုးကိုကြတော့ကျမတို့က defining clause လို့ခေါ်တဲ့ essential information ကိုပေးတယ် without comma comma ထပ်ပြီးတော့ရေးစရာမလိုဘူး โอเคအဲ့ဒီဝကြကိုပဲကျွန်တော်တို့နောက်တနည်းနဲ့ပြန်ရေးကြည့်မယ် and rachel เนาะ anti rachel တဲ့ who recently retire မကြသေးမီကမှအလုပ်ကနေပြီးတော့အနာယူထားတဲ့ anti rachel ဒီ is ဖြစ်ပါသည် on a cruise to the caribbean အဲ့တော့ caribbean စီးကိုသွားဖို့အတွက်အပျော်စီးသင်းမောတစည်းပေါ်မှာရှိနေသည်အဲ့ဒီလူကဘာသူလဲဆိုတော့ and rachel အဲ့တော့ comma ပါလာတယ် comma ပါလာတဲ့အတွက်ကြောင့်သူဒီ extra E H T R A extra information ကိုပေးတယ် အဲ့တော့ extra information ကိုပေးလိုက်တဲ့အတွက်ကြောင့် WH question 1နဲ့ varnet စထားတဲ့ sergeant နဲ့ var ပါတဲ့ clock သည် agd class ဖြစ်တဲ့ comma ပါတဲ့အတွက်ကြောင့်သူသည် non defining class လို့ခေါ်ရမယ်အရေးမကြီးဘူးအပိုတိပါစေလို့ထပ်ပြီးတော့ပြောတဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့တော့ comma ပါရင်ကျွန်တော်တို့က only one เนาะ O N L Y only O N E one only one အဲ့တော့ anti Rachel ဒီတယောက်တည်းပဲရှိတယ်အဲ့ဒီတယောက်တည်းပဲရှိတဲ့ Rachel လို့ခေါ်တော့ anti ဒီ ဒီကာရေဘီယံကိုသွားမယ်အပျော်စီးအပျော်စီးသင်္ဘောဒစည်းပေါ်မှာရောက်နေတယ်အဲ့တော့အဲ့ဒီအန်တီရေချယ်ကိုမှသူကဒီမကြသေးမီကရတရသွားထားတော့ဒီပင်စင်ယူထားတော့ဆိုပြီးတော့ extra information ပေးလို့တဲ့ရည်ရွယ်ချက်နဲ့ကော်မာနဲ့ထက်ပြီးတော့ရေးချင်းဖြစ်တယ်ကော်မာမပါဘူးဆိုရင်တော့သူဒီ Andy Rachel လို့ခေါ်တဲ့เนาะ Rachel လို့နာမည်ရတဲ့ Andy နှစ်ယောက်သုံးယောက်စသဖြင့်သူ့မှာရှိနိုင်တယ်လို့ကျမတို့ယူဆရမှာဖြစ်တယ်။ Okay နောက်ဆုံးတစ်ချောင်းပေါ့เนาะအဲ့ဒီနောက်ဆုံးတစ်ချောင်းက The House Inn တဲ့အဲ့တော့ ဒီနေရာမှာကျမတို့ that to mo fish ကိုတုံလို့ရတယ်အဲ့တော့ lolo said that နဲ့တုံထားမယ် is on the hill အဲ့တော့အဲ့ဒီအိမ်ကတဲ့ is ရှိနေသည်တဲ့ဘာမှရှိလဲဆိုတော့ on the hill တောင်ကုန်းလေးပေါ်မှာရှိတယ်အဲ့ဒီတောင်ကုန်းလေးပေါ်မှာရှိတဲ့အိမ်က is ဖြစ်ပါသည် hunting ဆိုတာကကျမတို့တရေ6တောင်ကိုပြောတယ်အဲ့တော့ဒီဝဲကြောင့်ကျမတို့ကြည်လိုက်တဲ့အခါမှာ that ဆိုတဲ့ကျမတို့ relative pronoun နဲ့စထားတယ် is ဆိုတဲ့ verb ပါတယ် ယ်เนาะအဲ့တော့ sergeant never ပါတဲ့အတွက်ကြောင့်သူဒီ clause ဖြစ်တဲ့ house ဆိုတဲ့အရာက noun နှလုံးရှိတော့သူဒီကို noun phrase ထားထားမယ် noun ကိုလာပြီးအထူးပြုတဲ့အတွက်ကြောင့်အဲ့ဒီ sergeant never ပါတဲ့ clause ကို ကျမတို့က adjective clause လို့ဘာသာပြန်မယ်အဲ့တော့ the house နဲ့ than နဲ့ကြောင့်မှကျမတို့ comma ဘယ်တော့မှမရေးဘူးเนาะအဲ့တော့ရှေ့မှာရှိတဲ့ noun ပဲဖြစ်ဖြစ် noun phrase ပဲဖြစ်ဖြစ်ကျမတို့ relative pronoun that ကိုသုံးပြီးဆိုရင် comma ကိုဘယ်တော့မှမရေးဘူးဆိုတာမှတ်ထားပါ အတော့ comma မပါတဲ့အတွက်ကြောင့်သူသည် defining clause ဖြစ်တယ် defining clause ဖြစ်တဲ့အတွက်ကြောင့်သူသည် essential information ကိုပေးတယ်ပေါ့နော် essential information ကိုပေးတယ်အဲ့တော့ essential information ကိုပေးတဲ့အတွက်ကြောင့်သူဒီအရေးကြီးတဲ့သတင်းချက်လက်ကိုပေးတယ်ဗောအဲ့တော့ဒီတောင်ကုန်းလေးပေါ်မှာရှိသောအဲ့ဒီအိမ်ကအဲ့ဒီအိမ်ဒီ is haunted တရဲ6ဒီဆိုတဲ့သတင်းချက်လက်ကိုပေးတယ်တကယ်လို့များကျွန်တော်တို့ဒီနေရာမှာ fish ကို ရေးလို့ရလားဆိုတော့ရေးလို့ရတယ်ဒါပေမဲ့ comma နဲ့ရေးမဲ့ဆိုရင်တော့ fish ကိုသုံးပြီးတော့ရေး comma မပါဘူးဆိုရင်တော့ that ကိုသုံးပေါ့နော်ဒီလိုမျိုးလေးကွာတယ်အဲ့တော့ကျွန်မပြန်ပြီး ီးတော့ချုပ်မယ်ဆိုရင် adjective clause ကနှစ်မျိုးရှိတယ် adjective clause ကနှစ်မျိုးပေါ့နော်ဒီမှာရေးထားပေးမယ်နော် adjective clause ကနှစ်မျိုးရှိတယ် defining clause နဲ့ non defining clause defining clause ရာကကျွန်မတို့ essential information အဓိကသတင်းအချက်အလက်ကိုပေးပြီးတော့ non defining clause က extra information အဲ့တော့ defining clause ဆိုရင်တော့ကျွန်မတို့က comma မပါဘဲနဲ့ရေးတယ် non defining clause မ ှာကြတော့ comma လေးနဲ့ရေးတယ်ပေါ့เนาะအဲ့တော့ non defining clause မှာဆိုရင်ကျမတို့ with comma เนาะ without comma နဲ့ with comma အဲ့တော့ comma ပါခြင်းမပါခြင်း comma ထည့်ရေးမယ်မထည့်ရေးဘူးဆိုတာကအဲ့ဒီစာကို ရေးထားတဲ့သူကပဲဆုံးဖြတ်တယ်အဲ့ဒီစာကိုရေးထားတဲ့သူကဒီ essential information ကို information ကို ပေးခြင်းတဲ့ဆိုရင်တော့ဒီ related pronoun တို့ related adverb တို့ရဲ့ noun မှာဒီအရှိမပေါ့เนาะ noun နဲ့သူတို့နှစ်ခုရဲ့ကြားမှာ comma မထည့်ပဲရေးမယ် as ဟို extra information ကိုပေးခြင်းတဲ့ဆိုရင်တော့ comma ါလေးနဲ့ရေးမယ်။ Okay နော်။အဲ့တော့ကျွန်တော်တို့ဒီနေ့ကတော့ related ဟို related pronoun နဲ့ဆက်တဲ့ adjective clause ပေါ့နော်။ Okay ကျေးဇူးတင်ပါတယ်ရှင်။